အခုရောင်းအားထက်391ရာခိုင်နှုန်းပိုတိုးပြီးတော့မှရောင်းရခြင်းမသလားအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်အခုပြောပြမယ့်အရာတစ်ခုကိုမဖြစ်မနေလို့ပါအဲ့တော့အဲ့ဒီကျွန်တော်ပြောပြမယ့်အရာတစ်ခုကလည်း Harvard Business School ရဲ့သုတေသနလုပ်ပြီးတော့မှတွေ့ရှိထားတဲ့အရာတစ်ခုပါ အဲ့တော့ကျွန်တော်တို့လုပ်ငန်းရှင်တွေဒီရောင်းအားတွေကောင်းရင်ညားတယ်ဒီတော့ကျွန်တော်တို့ကြော်ညာတွေလုပ်တယ်စပွန်ဆာတွေပြစ်တယ်ဈေးတွေလျှော့ရောင်းတယ်အရေးသွေးကောင်းအောင်ကျွန်တော်တို့လုပ်တယ်တယောက်နဲ့တယောက် refer ပေးအောင်လည်းကျွန်တော်တို့ကြိုးစားထားတယ်ဒါပေမဲ့စုံစမ်းမေးမြန်းမှုတွေဝင်လာတဲ့အခါမှာတော့ချက်ချင်းစာပြန်ဖို့ချက်ချင်း response လုပ်ဖို့ကျွန်တော်တို့မေ့နေကြပါတယ်အဲ့တော့ကျွန်တော်တို့ကတဲ့ဒီဝယ်ယူတဲ့သူတွေကစုံစမ်းမေးမြန်းမှုတွေလုပ်လာတဲ့အခါမှာ တနာရီအတွင်းမှာစာမပြန်နိုင်ဘူးဆိုလို့ရှိရင်ねဝယ်ယူနိုင်ခြေ9ဆအထိအောင်တို့တို့ရော့ချသွားတယ်တဲ့နော်အဲ့တော့ကိုစီကိုလာပြီးတော့မှစုံစမ်းမေးမြန်းတယ်အဲ့တော့တနာရီအတွင်းမှာစာမပြန်နိုင်ရင်ဘာဖြစ်မလဲဆိုတော့9ဆအထိအောင်ဝယ်ယူနိုင်ခြေရော့ချသွားတယ်အဲ့ဒါနဲ့ပြောင်းပြန်မယ်တဲ့အကယ်၍တံပနစ်အတွင်းမှာသာစာပြန်နိုင်မယ်ပြန်ပြီးတော့မှတုတ်ပြန်နိုင်မယ်ဆိုလို့ရှိရင်ねရောင်အား391ရာခိုင်နှုန်းတက်သွားလိမ့်မယ် ဒါတွေးရှိချက်အရာကျွန်တော်တို့ပြောတာပါအဲ့တော့ကျွန်တော်ဆိုလို့ရှိရင်လည်းအခုဥရောပနိုင်ငံတွေကိုကျွန်တော်ခီးသွားဖို့စူးစမ်းနေတယ်အဲ့တော့ဗီဇာလျှောက်ပေးတဲ့ကုမ္ပဏီတွေကိုကျွန်တော်ဆက်သွယ်တယ် Fiverr နဲ့ကျွန်တော်ဗီဇာလေးလျှောက်ချင်ပါတယ်ဘယ်နိုင်ငံကိုသွားချင်ပါတယ်မိသားစုဘယ်နှစ်ယောက်သွားချင်ပါတယ်ဆိုပြီးတော့မှစာပို့လိုက်တယ်เนาะဒီနေ့ပို့လိုက်တယ်နောက်နေ့နေခင်းပိုင်းလောက်မှစာပြန်လာတယ်တရက်လောက်ကြာတယ်ကြာပြီးတော့မှပါမိလေဆိုတော့ဗီဇာလျှောက်ချင်လို့လားရှင်ဆိုတဲ့စကားလုံးလေးတစ်ခုပဲပြန်မေးလာတယ်အဲ့တော့ကျွန်တော်ကပြန်ပြီးတော့မှပြောရတယ် ပြောတဲ့အခါမှာလည်းချက်ချင်းစာမပြန်မဲနဲ့နောက်နှစ်မှစာပြန်လာတာကျွန်တော်တွေ့ရပါတယ်အဲ့တော့အဲ့ဒီကုမ္ပဏီကိုကျွန်တော်သုံးမှာမဟုတ်တော့ဘူးအဲ့တော့အခု TV ဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီလည်းရောင်းအားတွေခုနကပြောတဲ့ယာကိုင်တုံးတိုင်းတက်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့10မိနစ်အတွင်း within 60 seconds မှာကျွန်တော်တို့စာပြန်နိုင်အောင်လုပ်ပါ10မိနစ်အတွင်းစာပြန်နိုင်အောင်လုပ်ပါအဲ့တော့စာပြန်နိုင်မှုဆိုလို့ရှိရင်လည်းကျွန်တော်တို့ system တစ်ခုတည်ဆောက်တာ เนาะ system တစ်ခုတိစောက်ထားဖို့လိုတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းအရင်က LM travel မြန်မာလို့တော့ငါကျွန်တော်တယောက်တည်းပဲကျွန်တော်စာပြန်နေနေရောညရောကျွန်တော်စာပြန်နေအဲ့တော့ဘာဖြစ်လဲဆိုရောင်းအားတောက်လျှောက်တက်နေတယ်နော်နိုင်ငံသားတယောက်ကဟာငါမြန်မာပြုလာလေခြင်းနဲ့တော့ဘယ်နှစ်ရလာလဲမလဲလူဘယ်နှစ်ယောက်လာမှာဘယ်လိုဟိုတယ်မျိုးတွေမှာတဲခြင်းနဲ့ဘယ်လိုလေချောင်းလိုင်းတွေကိုစီးခြင်းနဲ့ဘယ်လိုစားတော့ဆိုင်မှာစားခြင်းနဲ့ဆိုပြီးတော့မေးလာတဲ့အခါမှာကျွန်တော်ချက်ချင်းဘာလို့လဲဆိုတော့ respond လုပ်တယ်ချက်ချင်းစာပြန်တယ် အဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ရောင်းအားတွေကောင်းလာတယ်။အဲ့တော့ကျွန်တော်တို့ဘာလို့ဖို့လို့လဲဆိုတော့10မိနစ်တွင် စာပြန်နိုင်မှုလိုတယ်။အကယ်၍ကိုကစာပြန်နိုင်မှုခက်တယ်ဆိုလို့ရှိရင်တော့ chatbot တစ်ခု create လုပ်ထားဖို့လိုတယ်။နော်။အဲ့တော့ chatbot တစ်ခု create လုပ်ထားဖို့လိုတယ်။ပြီးတော့အဲ့ဒီ chatbot ကိုလည်းကျွန်တော်တို့က data တွေစုံအောင်ကောက်ခိုင်းမှုလိုတယ်။ ပြီးရင် follow up ထပ်လုပ်ဖို့လိုတယ်ကိုယ့်ရဲ့ဝန်ထမ်းတွေကနေပြီးတော့မှဒီလိုဒီလိုလေးပို့ထားပါတယ်ခင်ဗျာလိုလိုလေးပို့ထားတဲ့အတွက်ဗာလီမြန်အကူအညီပေးရမှာလဲဆိုတော့ follow up လုပ်နိုင်အောင်ကျွန်တော်တို့ကြိုးစားပါအဲ့ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ရောင်းအားတွေက391ရာဂိုင်နှုန်းကိုတိုးတက်လာမယ်ဆိုတာကိုကျွန်တော်ပြောနိုင်ပါတယ်ဒီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေကျွန်တော်လုပ်ငန်းရှင်တွေဟာအကျိုးအစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကို့အတွက်ဗာရလိုက်တယ်ဆိုတော့ comment မှာ share လောက်ရေးလို့ရရေးပေးပါအောင်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ကိုကြံလဲအောင်ပါမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ